တခါတော့ငါသုံးငယ်တေးသေးလေးတကောင်ရှိတဲ့သူဟာခြေောက်ကလေးတွေခနော်နီခနော်နဲ့နဲ့ပိုခုံဒီပေါက်လုပ်ပြီးအင်မတန်ပျော်တက်တဲ့တနေ့ကျတော့သူ့ဘွားစီကိုတွားလည်မယ်ဆိုပြီးထွက်လာတာလမ်းမှာတော့ခွေးတကောင်နဲ့တွားတိုးနေပါလေရောတော့ခွေးကလည်းတလုံးစာလောက်ရှိတဲ့သုံးငယ်ကလေးကိုကြည့်ပြီးသုံးငယ်သုံးငယ်ဟိသုံးငယ်မင်းကိုငါစားရမယ်လို့ပြောကြရတာပဲမဲ့သုံးငယ်ကလေးကတော့စိတ်ကနေတစ်ချက်ခုန်ပြီး ဟောဒီလိုဆိုလိုက်တဲ့အခွားအိမ်ကိုကျုပ်သွားမယ်ဝါတော့အခါမှပွဲကျုပ်အသားကိုဝါလို့ရယ်စားလိုက်ပါတော့ဟင်တော့ခွေးကဒီတော့အင်းအဟုတ်သားပဲလို့အောက်မိတာနဲ့တွေ့လိုက်တဲ့အတော်ကလေးသွားပြီးတော့နင်းတကြီးတကောင်နဲ့တွေ့ပြန်ပါလေရောနင်းတကြီးကတလုံးစာလောက်ရှိတဲ့တုံးငယ်ကလေးကိုကြည့်ပြီးတုံးငယ်တုံးငယ်ဟေ့တုံးငယ်မင်းကိုငါကစားရမယ်လို့ပြောသားတဲ့ဒီတော့လေတုံးငယ်ကလေးကဆွေခနဲတစ်ချက်ခုန်တွဲပြီး ဟောဒီလိုဆိုလိုက်တဲ့အခွားအိမ်ကိုကျုပ်သွားမယ်ဝါသောအခါမှကွယ်ကျုပ်အသားကိုဝါလို့ရင်စားလိုက်ပါတော့ဟေလင်းတကြီးကဒီတော့အင်းအဟုတ်သားပဲလို့အောက်မေ့တာနဲ့လွတ်လိုက်တဲ့ဒီလိုပဲသူဆက်သွားတော့လမ်းမှာကြားကြီးကိုလည်းတွေ့တယ်။ဝန်ပလွေကြီးကိုလည်းတွေ့တယ်ခွေးကြီးနဲ့နင်းယုံနဲ့ကြီးတို့ကိုလည်းတွေ့တယ်။အဲ့ဒီအကောင်ကြီးတွေကလည်းတစားလို့ရှိတဲ့သုံးငယ်ကလေးကိုကြည့်ပြီး တုံးငယ်တုံးငယ်ဟိတုံးငယ်မင်းကိုငါကစားရမယ်လို့ပြောကြတဲ့ဒါပဲမဲ့တုံးငယ်ကလေးကတော့ရှိကလိုပဲစိတ်ကနေတစ်ချက်ခုန်နေပြီးဟောဒီလိုဆိုလိုက်တဲ့အဖွားအိမ်ကိုကျုပ်သွားမယ်ဝါတော့အခါမှွယ်ကျုပ်အသားကိုဝါလို့ရေစားလိုက်ပါတော့ဟဲ့တဲ့နောက်ဆုံးတော့တုံးငယ်ဟာသူ့အဖွားအိမ်ကိုရောက်သွားတာပေါ့အဖွားကို တွေ့ရဆိုရင်ပဲမင်းရဲ့မဆိုင်နဲ့ပြောလိုက်တဲ့ဝါအောင်လုပ်ပေးမယ်လို့ဂရိပေးခဲ့တယ်ဂရိကိုဖျက်လို့မကောင်းဘူး ဒါကြောင့်ကျွန်တော်ကိုစဘာဘုတ်ထဲမှာထားဆန်းပါလေဒီတော့သူ့အဖွားကသူ့ကိုစဘာဘုတ်ထဲမှာထည့်ထားတာပေါ့သူကလေးဟာအတော်အစားကြီးတဲ့တစ်ချိန်လုံးစဘာတွေကိုတဝါရဲဝါပြီးစားလိုက်တာသူ့ကိုကလေးဟာပုတ်ကလေးဖြစ်ပြီးမလုံနိုင်မရှားနိုင်တယ်လို့ဖြစ်လာတော့တဲ့ဒီတော့သူ့အဖွားကအေးငါမြေကလေးပေးခဲ့တဲ့အတိုင်းဝါပြီးမဟုတ်လားသွားပေတော့လို့ပြောတာပေါ့သူကလေးကအိမ်ပြန်ရင်နန်းမှာတတော်ဝါကြီးတကောင် ကောင်းနေတွေ့မှာပဲတွေ့ရင်သူတို့အစားကိုခံရတော့မှာပဲလို့တည်တာနဲ့အဖွားရဲ့ကျွန်ုပ်ညီကလေးတေတုံးကစုတ်ထားတဲ့တားရည်နဲ့ဒုပတ်ကလေးချက်ပေးပါလားဒီတော့ကျွန်တော်ဒုပတ်ထဲမှာဝင်နေပြီးလှိမ့်သွားရင်ဘသူမှမသိလို့အင်ကိုကောင်းကောင်းပြန်ရောက်မှာပေါ့လို့ပြောကြတဲ့အဲ့ဒါကြောင့်သူ့အဖွားကဒုပတ်ကလေးချက်ပြီးအထင်းမှနေလို့ကောင်းအောင်တိုးမွေးနုနုကလေးတွေကိုထည့်တဲ့တိုးကလေးလေးဒုပတ်ထဲမှာစိန်နဲ့ဝင်နေပြီးလှိမ့်သွားတာပေါ့ တိမ်သွားလို့မကြခင်ပဲလင်းယုံကြီးနဲ့သွားတိုးတာပေါ့ဒီတော့လင်းယုံကြီးကမိသားရဲ့ဒုပတ်ငယ်ဒုပတ်ငယ်သူကလေးပဲမှရှိပါတယ်ပျော်စမ်းပါလားကွယ်လို့လင်းယုံကြီးရဲ့အတန်ကိုကြားတော့သူငယ်ကဒုပတ်ထဲကနေပြီးပြအော်လိုက်တဲ့သူငယ်ကလေးတကောင်ရဲ့မိဘုံထဲကိုကြသွားတယ်တင်လေသူ့လိုပါပဲကွယ်မိဘုံထဲကိုကြလိုက်မယ်တူနေတွဲနေတူနေနေဒီတော့ မင်းယုံကြည်လဲသူ့အစာပြောက်သွားလို့စိတ်ပြက်ပြီးတကောင်လဲမှိုင်ကြံရိတ်ခဲ့တဲ့သုံးငယ်ကတော့ဝမ်းထဲမှာကြိတ်ရပြီးတူနေတဲ့နေတူနေတဲ့နေလို့ဆိုရင်လှိမ့်သွားပြန်တဲ့နောက်မှတွေ့တဲ့တတော်ဝါကြီးတွေကလည်းအရင်ကလိုပဲမေးတာပေါ့ဒိုးပတ်ငယ်ဒိုးပတ်ငယ်တို့ကလေးပဲမှရှိပါတယ်ပြောစမ်းပါလားကွယ်လို့အဲ့ဒီလိုမေးတိုင်းမေးတိုင်းသုံးငယ်ကလည်းဟောဒီလိုပြန်ပြ ဩသားရဲ့သုံးငယ်ကလေးတကောင်ရဲ့မိဘုံထဲကိုကြသွားတယ်တင်လဲသူ့လိုပါပဲကွယ်မိဘုံထဲကိုကြလိုက်မယ်တူနေတွဲနေတူနေတွဲနေလို့နောက်ဆုံးတော့ခွေးကြီးနဲ့တွားတွေ့တယ်တော့ခွေးကြီးကမျက်နှာပေါက်ခတ်ဆိုးဆိုးနဲ့မေးလိုက်တဲ့ဒုဘတ်ငယ်ဒုဘတ်ငယ်သူကလေးပဲမှာရှိပါတယ်ပျော်စမ်းပါလားကွယ်လို့သူငယ်လေဒုဘတ်ထဲမှာသုံးမွေးပေါ်အိပ်ပြီးစိန်ကလေးနဲ့ကြံဖြေလိုက်တဲ့သူငယ်ကလေးတကောင်ရဲ့မိဘုံထဲကိုကြာသွားတဲ့တင်လဲသူ့လိုပါပဲကွယ်မိဘုံထဲကိုကြာလိုက်မယ်တူနေ ဒီလိုခေလို့မှမဆုံးသေးဘူးတောခွေးကြီးကသူ့အတန်ကိုရိပ်မိသွားတာနဲ့တယ်နေကပုံနေလို့လွတ်မယ်မှတ်သလားထွက်ခဲ့လို့អော်တဲ့ပြီးဒုပတ်ငယ်ရဲ့သားကြီးကိုစုတ်ဖြဲပြီးသူ့ငယ်ကိုကိုက်စားလိုက်ပါရောတဲ့